ုံဘတ်ဒေတာကိုပူတင်ကဘာဖြစ်လို့အသေးအတန်လိုချင်နေတာလဲယူကရိန်းအရှိပိုင်းဒွန်းနက်နဲ့လူဟန်နယ်နှစ်ခုကိုဒွန်ဘတ်ဒေတာလို့ခေါ်တဲ့ area အကျယ်ဝန်းစတူယန်ကီလိုမီတာ9000ခန့်ရှိပြီးခရိုအေးရှားနိုင်ငံရဲ့အရွယ်စားလောက်ရှိတဲ့ဒီဒေတာကို ရုရှားကယူကရိန်းခွဲထွက်ရေးသမားအမိခံရုရှားကြေးစားစစ်သားတွေအုံပြုပြီး2014ခုနှစ်ကတည်းကတိုက်နေတာပါဆက်တနှစ်ကြာတိုက်လာခဲ့ပေမဲ့အခုထိဒွန်ဘတ်ဒေတာတစ်ခုလုံးကိုမသိမ်းပိုက်နိုင်သေးပါဘူးဒေတာတစ်ခုလုံးရဲ့88%ကိုပဲထိန်းချုပ်နိုင်သေးတာပါ တမိုင်းကြောင်းအရာယူကရိန်းပိုင်ဖြစ်ပြီးရုရှားနဲ့ထိစပ်နေတဲ့အလျှောက်ရုရှားစကားပြောလူနည်းစုများလည်းနေထိုင်ခဲ့တဲ့နောက်ပိုင်းဘာသာစကားလွှမ်းမိုးမှုကြောင့်ရုရှားစကားပြောသူပိုများလာခဲ့တဲ့ဒွန်ဘတ်ဒေတာဟာယူကရိန်းရဲ့ကုန်ကျန်းထုတ်လုပ်မှုဗဟုဖြစ်ပြီးစစ်ပွဲမဖြစ်မီကကမ္ဘာအရေးပါဆုံးတန်တမနီနဲ့ကြောက်မီးတွေးထုတ်လို့ရအချက်ချာဒေတာဖြစ်ခဲ့တဲ့အဖိုးတန်တွင်းထွက်ပစ္စည်းများစွာထွက်တဲ့အပြင်ကျေပြောတဲ့စိုက်ပျိုးမြေဧရိယာလည်းရှိတဲ့အတွက်လူတိများတဲ့2014ခုနှစ်ရုရှားရဲ့ပထမဆုံးကျူးကျော်မှုမတိုင်မီဒွန်ဘတ် ဒေတာဟာယူကရိန်းပြည်တွင်းထုတ်ကုန်စုစုပေါင်းရဲ့15ရာနှုန်းနဲ့နိုင်ငံလူဦးရေစုစုပေါင်းရဲ့14ရာနှုန်းနေထိုင်ခဲ့တယ် ်ပူတင်ဟာဒွန်ဘတ်စ်ဒေတာကိုမဟာဗျူဟာစီးပွားရေးနဲ့နိုင်ငံရေးအကြောင်းပြချက်များကြောင့်တင်ပိုက်ချင်တာပါကြောက်မီးသွေးနဲ့အကြီးစားဆက်မှုလုပ်ငန်းပေါ်ကျွေးဝါတဲ့ဒေတာဖြစ်တာကြောင့်စီးပွားရေးအရရုရှားနိုင်ငံရဲ့ဘန်နာတိုက်ကိုပုံမူဖြစ်တင်နိုင်ပါမယ်မဟာဗျူဟာရှူထောင်းကနေကြည့်ရင်လေဒွန်ဘတ်စ်ဒေတာဟာခရိုင်းမီးယားနဲ့ဆက်ဆက်နေပြီးနေတိုးဖွဲ့နဲ့ကြားခံဆုံလုပ်ဖို့အင်မတန်အရေးပါတဲ့နိုင်ငံရေးအရာလဲရုရှားစကားပြောသူတွေကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်ကြောင့်ရုရှားပြည်သူတွေရဲ့ထောက်ခံမှုကိုရရှိစေတဲ့ ကြောင့်ပူတင်အတွက်အလွန်ရေးပါတဲ့ဒေတာဖြစ်တယ်။အခုလက်ရှိအနေအထားအရဒွန်ဘတ်ဒေတာဒိုနက်စ်နယ်မြေဧရိယာရဲ့6600စတူယန်ကီလိုမီတာခန့်ကို ယူကရိန်းတပ်တွေကထိန်းချုပ်ထားစေပါယူကရိန်းထိန်းချုပ်ထားတဲ့အဆိုပါအေရီးယားဟာဒိုနက်စ်နယ်မြေရဲ့အရေးပါဆုံးနေရာဖြစ်နေတဲ့ဒိုနက်စ်နယ်မြေရဲ့ရေရင်းမြေအများစုကိုယူကရိန်းကထိန်းချုပ်ထားတာပါဖြူဟာမြောက်အရေးကြီးတဲ့မြို့တွေကိုရုရှားတပ်တွေထိုးမဖောက်နိုင်ပါဘူးယူကရိန်းဘက်ကလည်းအဆိုပါမြို့တွေရဲ့ဖြူဟာမြောက်အရေးပါမှုကိုသိရှိထားတာကြောင့်ကီလိုမီတာ9ဆယ်ရှိလျားတဲ့ခန်းစစ်ဆုံကို2014ခုနှစ်ကတည်းကအခိုင်အမာတည်ဆောက်ခဲ့တာပါ ဥပမာအားဖြင့်ရုရှားရဲ့ယခုနှစ်နွေရာသီထိုးစစ်ကြီးဟာခံတပ်မျိုးမှအကြအဆုံးများစွာနဲ့တန့်သွားခဲ့တာပါအခုထရန့်ကနှစ်ပတ်တက်တွေရောက်တဲ့နေရာမှာအပြည့်ရက်ပြီးငင်းကြဲရေးသဘောတူညီမှုရယူရမယ်လို့ပြောလိုက်တော့ရုရှားဘက်ကလက်မခံနိုင်ဖြစ်နေရတာကအထက်ဖော်ပြပါယူကရိန်းထိန်းချုပ်ထားတဲ့ Donetsk နယ်မြေ area ရဲ့6600စတူရန်ကီလိုမီတာကျောက်မှာ Trump နဲ့ Putin တို့ဖုံးပြကြတော့အဆင်ပြေမလို့ဖြစ်ခဲ့ပေမဲ့နောက်ပိုင်းရုရှားတွင်းစီးထဲမှာ အခြေတင်ရှိခဲ့ဟန်တူတဲ့ရုရှားနိုင်ငံသားရေးဝန်ကြီးလက်ဘရော့ဖ်ကရုရှားရဲ့အထူးစစ်စင်ရေးရည်မှန်းချက်မပြည့်မခြင်းဘာသဘောတူညီချက်မှအပေးယူမလုပ်နိုင်ဘူးလို့ထွက်ပြောခဲ့ပြန်တယ်။ဒေစရေးတုတေတီတွေကတော့ရုရှားဟာယူကရိန်းထိန်းချုပ်ထားစေ6600စတူယန်ကီလိုမီတာကိုအလုံးစုံသိမ်းပိုက်နိုင်ဖို့နှစ်ချီတိုက်ရနိုင်ခြေရှိပြီးစစ်တီထောင်ပေါင်းများစွာဆုံးရှုံးနိုင်ခြေရှိကြောင်းတုံ့တက်ထားပါတယ်ခင်ဗျာ။